伊嘞，多兰伊啊，人没有丢嘞，嗯，都靠别人喂你的，单比的嘛，你十辈哦，也冇你们啦。多兰伊啊，没有丢嘞，帮我你们啦，喂饭你啦，你嘞，那就故意在弄点一猪，阿拉是真的老了嘛，把我看你们啦，你又弄点喂猪，小孩就帮我照了们啦，帮我你们啦，喂饭啦，帮我你们啦，喂饭啦。 တို့ပါနာတို့လာတာနဲ့ကိုယ်ကြီးထောင်းတယ်တကယ် ရာချတာတော့ဘာရဲ့ရေတော်ရဲ့တပွဲတွေဒီကုန်ရဲ့ဒီကောင်းရာချတဲ့ဘိုးတို့လုံးလိုက်ချည်တယ်စရောင်းဖက်နေလက်ဖက်ချင်လို့ဘူးရံတို့ရဲ့တက်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 ပြန်ပြီးဘုံကြီးသားရောက်တယ် ။အော်လန်မျိုးတွေအားလုံးပဲငလင်ပေးနဲ့မေးပေးတာမှမြန်သွန်းကင်းဝေးကြပါသေးလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျက်ရီပရိုဒရှင်ချန်နယ်လေးကပြန်နေကြိုဆိုလိုက်ပါရစေ။ဗီဒီယိုလေး reaction မလို့ topic မှာတော့ယနေ့မေလ2ရက်နေ့တောက်ကြံနေရဲ့ညပိုင်းထီနောက်ဆုံးရရှိသတင်းချို့ကိုအချင်းချုပ်ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်တော်လန်မျိုးတွေအားလုံးပဲအဆုံးထိကြည့်ရှုပေးဖို့ဒီနေ့ကရထပ်မံတောင်းဆိုလိုက်ပါရစေ။တော်လန်ပြည်သူတွေအနေနဲ့အခက်အခဲတွေမျိုးမျိုးကကြုံနေရတဲ့ကြားမှာပဲကျွန်တော်ရဲ့ channel လို့အားပေးတဲ့အတွက်လည်းသူပဲကျေးဇူးတင်ကြအောင်လဲထပ်မံပြောပြရစီဗျာ။ညမှာတဲ့တရင်ကောင်းနေပဲဖြစ်လို့ပထမဆုံးတရင်နေနေကတော့အာလီကွေးစကန်တိုက်ပွဲမှာ လက်နဲ့ချဖို့ညင်းဆိုင်တဲ့အကျန်းဖက်ဘူကြီးကိုပြက်သားတွေကနောက်ကနေပြစ်လိုက်ပါတယ်ဗျာအဟာအနေသားအတိုင်းတဝဲခိုင်းတဝဲမြို့နယ်ဟောင်းမဲရှောင်းကြီးပါအနီးမှာဖြစ်ပေါ်ခဲ့တဲ့အလီကွေးစကန်တိုက်ပွဲမှာလက်နဲ့ချဖို့အတွက်ညင်းဆိုင်တဲ့အကျန်းဖက်ဘူကြီးကိုတပ်သားတွေကနောက်ကနေပြစ်လိုက်တာဖြစ်ပါတယ်တခါတည်းပါပဲညောင်းနဲ့ခေါင်းဆိုင်သွားတာပါလူဟာတုံးတုံးစစ်စင်ရေးမှုစောတာကိုကလည်းပြောထားပါဗျ။ဇန်ဟာနောက်စီကဝင်သွားတယ်5.56ကြီးလို့စစ်စင်ရေးမှုစောတာကိုကလည်းအတည်ပြုထားပါဗျ။ပြီးခဲ့တဲ့ဧပြီလ26ရက်နေ့မနက်6:00နာရီခွဲမှာ မောင်မဲရှောင်ကြည့်ရနီးမှာရေးတဝဲအမတ်ရှိပြီးတော်သူလမ်းမပေါ်မှာချမ်ပါစစ်တဲ့ အာဒီကွစ်ကန်ကိုညီတော်မာမရဲဘော်တွေကပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အဲ့တိုက်ပွဲမှာအကြမ်းဖက်စစ်တပ်ကဗိုလ်ကြီးတို့ဦးတည်ပြီးတပ်သား16ဦးကိုလက်နက်ခဲယံတွေနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ထုတ်ဖော်ပြောကြားထားပါတယ်။အိမ်တော်မှာတော့တပ်သားတွေကအကြမ်းဖက်ဗိုလ်ကြီးရဲ့နောက်ဆီကိုတနက်နေ့ပြစ်ခဲ့ပြီးလက်နက်ချခဲ့တာလို့သတင်းတွေထွက်ပေါ်လာတဲ့ပုံမှာအတီးပြူးမင်းမြန်ခဲ့ရမှာတော့ယူဝါ33စစ်စင်ရင်မှုစောတာကူကအုံမှန်တယ်လို့အတီးပြူးပေးခဲ့ပါတယ်။ဒီပြစ်စင်မှာအကြမ်းဖက်စစ်တပ်ဟာတက်တွင်းပြိုကွဲမှုအကြောင်းအကြီးကြီးဖြစ်နေတယ်လို့လည်းစည်ရေးလစ်လာ33တပ်သူတွေကမှတ်ချက်ပေးကြပါတယ်။ လူစီကောင်းဆောင်စိုးဝင်းပဇက်ကထွက်ထားတယ်လေမင်းတို့ဖြစ်မင်းတို့ခံဆိုပြီး PDF တွေနဲ့တိုက်လို့ရှုံးရင်မင်းတို့ပါတာခံဆိုပြီးတော့သူတို့ကြတော့နေပြည်တော်ကနေကြောက်လို့မထွက်ရဲဘူးလေဒီတော့အောက်ခြေတသားတွေမှာလည်းတေးမှာကြောက်တယ်အရာရှိဆိုတဲ့ကောင်တွေကသခင်အားရကျွန်မဝါတွေခုတော့အောက်ကြီးကရှိနေမှာပဲနောက်ထပ်နောက်ထပ်တွေလည်းရှိနေမှာပဲအခုပဲပြောချင်တယ်ရှေ့က PDF တွေကြီးရောနောက်ကကြီးရောကြောက်တယ်ဆိုရင်တပ်ဖွဲ့တသားတွေကိုခေါ်ပြီးလင်းဝင်ရောက်ကြပါလို့စည်ရေးလိလာသူသူကလည်းမှတ်ချက်ပေးတာပါတယ်။ Aligwe Scan တိုက်ပွဲကိုတော့ဘဝမျိုးသားလူမျိုးကြီးတက်မတော် ENLA နဲ့ လူရဲကစစ်ကြောင်းဥဆောင်မှုနဲ့ဒေါနာတရင်ချိန်မုံရင်တက်ခွဲခွန် LBD AP ပြည်သူ့ကာကွယ်ရေးတပ် YPPDF KNU တပ်မဟာလေးတရင်နဲ့အခြားသောအဖွဲ့ပေါင်းမျိုးစုံပါဝင်ပြီးတော့အင်အားစုလိုနဲ့သူပေါင်းပြီးတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။နောက်ထပ်သတင်းတွေမှာတော့သခိုင်းတိုင်းရွှေဘုံမြို့နယ်မှာအချမ်းဘတ်စစ်တပ်လက်ကင်းကနေပြီးတော့ကြေးရွာများမှာဈေးဝယ်ပြန်လာတဲ့ပြည်သူများနဲ့ခီးသွားများကိုဖမ်းဆီးပြီးတအူးလေရင်ငွေကြေး3000ပြင်ယူခိုင်းတာ ငွေကြီးမပေးနိုင်သူများကိုအမှတ်ရှိလေ့ကျင့်တက်ထက်ကိုဖန်ဆီးတာကြောင်းဒေသခံပြည်သူများကပြောထားတာတွေ့ရှိရပါတယ်။ဒါအေဘက်လာ30ရက်နေ့တဲကစတင်ပြီးတော့ကျွေးပုံမြို့နယ်ထူကြီးရွာ၊ဦးနှကုန်းရွာ၊တန်းစင်းရွာ၊စိတ်ခွန်ရွာနဲ့ဘိုတဲကုန်းရွာတို့မှာဈေးဝယ်ပြီးပြန်လာတဲ့ပြည်သူ10ဦးနဲ့အမိမတိခီးသွားပြည်သူများကိုအကြမ်းဖက်စစ်တပ်လက်ကင်းကဖန်ဆီးပြီးငွေကြက်300,000နဲ့ပြန်ယူခိုင်းနေကြောင်းဒီကြောင်းသိရှိရပါတယ်။သူတို့တောင်းခံတဲ့ငွေကြေးပေးသူများကိုအမှတ်ရှိလေ့ကျင့်တက်ကိုအကြမ်းဖက်စစ်ကောင်စီတပ်သားများကဖမ်းဆီးသွားကြောင်း ို့သူဖန်စီခံရသူများကိုလည်းမိသားစုဝင်များကလေ့ကျင့်ရင်းရှင်းနဲ့မြို့မှာ yes ကမှတွားရောက်စုံစမ်းတော့လဲဖန်စီထားခြင်းမရှိဘူးလို့စစ်ကောင်စီတပ်သားတွေကညင်းဆိုတယ်လို့လည်းဒေသခံပြည်သူတွေကပြောထားပါတယ်တက်တက်လေကင်းကဘာတွေတကုံဖန်နေဖန်ပြီးငွေနဲ့ရွေးခိုင်းတာငွေပေးလို့လွတ်လပ်သူတွေကိုတော့ဖုန်းနံပါတ်ပေးတာဖုန်းနံပါတ်ပေးလိုက်ပြီးငါနေမပြောင်းမချင်းပတ်စံပေးသားသူတွေကိုဖန်ဘူးတကယ်လို့ဖန်ခဲ့ရင်ငါဖုန်းနံပါတ်ကိုဆက်လိုက်လွတ်ပေးမယ်ဆိုပြီးဖုန်းနံပါတ်ပေးလိုက်တယ်လို့လည်းဒေသခံပြည်သူတွေကပြောပါတယ် ဒါကတော့အားလုံးသိတဲ့အတိုင်းပဲမြန်မာနိုင်ငံမှာအိုးရင်ချိန်တဲ့ကစစ်ကွေးတွေရဲခွေတွေလုံနေတဲ့ကိစ္စတခုဖြစ်ပါတယ်။ဒါကြောင့်မို့တော်လန်ပြည်သူတွေအနေနဲ့လည်းအထူးပဲသတိဝိရိယထားပြီးတော့နေထိုင်ကြဖို့ဒီနေရာနေပြီးတော့ထပ်မံအသိပေးနှိုးဆော်လိုက်ပါတယ်။နောက်တစ်သတင်းတော့မှာတော့တရုတ်ကုမင်းစင်းနုဘက်မှာတော့နောင်ချိုး၊ကြောင်မဲ၊ပီဘော၊မိုးမိန်နဲ့မိုးကုန်မြို့နယ်တို့မှာတရန်လေတများပြန်လည်ဆုတ်ခွာရန်စစ်ကောင်စီကတောင်းဆိုလိုက်ပါတယ်။ကဲမင်းကသတောင်းစားယူဖြစ်နေရောပဲမင်းအောင်လိုက်။မင်းမှာတော့တိုက်လို့လည်းမနိုင်တော့ခိုက်လို့လည်းမနိုင်တော့တရုတ်ကပြေးကုန်လိုက်တောင်းလိုက်နဲ့လုံနေတာ တကယ်ကိုပဲရည်စရာဖြစ်နေပြီအခုလိုမျိုးတရုတ်ကူမင်းဆွေးနွေးပွဲမှာကောင်းချိုးကြောင်မဲတီဘောမိုးမိန်နဲ့မိုးကုတ်မျိုးတွေကတီအန်လီတက်တွေကိုပြန်လည်ဆုတ်ခွာရန်စစ်ကောင်စီကတောင်းဆိုမှုကိုလည်းတီအန်လီကပယ်ချလိုက်ပါတယ်ကိုကန် MND ကဲ့သို့ TNL ကိုလှုပ်ဆောင်ရင်တရုတ်ကလည်းဝင်ရောက်ဆွတ်ဖက်နေရဖြစ်ပါတယ်တရုတ်ကြီးကတော့အဟုတ်တီးခံတော့မယ်ဒီကတော့များနေပြီတမ်းပြည်နယ်မြောက်ပိုင်း TNL ကသိမ့်ပိုက်ထားသောနောင်ချူကြောင်မဲ့တီပေါင်းမိုးမိန်မိုးကုတ်မျိုးတွေတို့မှာ TNL ဓမ္မပြန်လည်ဆုတ်ခွာရန်စစ်ကောင်စီတောင်းဆိုမှုကိုတရုတ်ကဆင့် သက်သွယ်ခဲ့ရမှာတော့ TN လေးကပယ်ချလိုက်ပါတယ်။ရုပ်နိုင်ငံရဲ့ဂျောင်းဝင်မှုဖြင့်ဧပြီလ28ရက်နေ့ကနေဧပြီလ29ရက်နေ့တို့တွင်စစ်ကောင်စီကိုယ်စားလှယ်နဲ့ TN လေးကဒုတိယဗိုလ်ချုပ်ကြီးတားချုပ်ကြားဦးဆောင်တဲ့ ကိုယ်စားလှယ်ဖွဲ့တို့ကတွဲဆောင်ခဲ့ကြောင်းသိရှိရပါတယ်။ပြန်လေကိုယ်စားလှယ်များကသဘောမတူသဖြင့်နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှုတက်စင်မတူနိုင်သေးပဲနှစ်ဖက်အပြစ်ခတ်ရက်ဆိုင်နိုင်ရေးအတွက်ဒါမီအော်ဂိုလာမှလည်းထပ်မံတွဲဆောင်ရန်သဘောထူထောင်သိရှိရပါတယ်။ဒီကောင်စီကလေကြောင်းမှဘုံကျက်ချင်းလက်နက်ကြီးများပစ်ခတ်ခြင်းရုံးများဖြင့်တိုက်ခိုက်ခြင်းကိုယ်စစ်စီချင်းစတဲ့ပစ်ခတ်တိုက်ခိုက်မှုများအားလုံးရက်တန်ရန်တရုတ်မြန်မာနယ်စပ်ပုံသွဲရေးလမ်းကြောင်းပြန်လည်ဖွင့်လျက်နဲ့ဒေသကြီးငင်အေဂျင့်ရေးကိုရရှိရန်အတွက်တရုတ်ကကြောင်းဝင်နေခြင်းဖြစ်တယ်လို့လည်းပြောဆိုထားတာကိုသိရှိရပါတယ်။နောက်ထပ်သတင်းမှာတော့မြို့သားညီညွတ်ရေးအစိုးရ NUG က ်ရုတ်နိုင်ငံရဲ့ရန်သူမဟုတ်ပဲရုတ်ရဲ့မြန်မာအရေးကြောင်းဝင်ဖြန့်ပြမှုမှာစေယနာရှင်တဆူးရှိအောင်မဖြစ်တင်ကြောင်းအန်ယူဂျီယာယီသမတဒူဝလာရှိလာကပြောဆိုလိုက်ပါတယ်ဒါကတော့အေဘလာ29ရက်မှာပြုတ်ခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရစည်းဝေးမှာပြောသွားတာဖြစ်ပါတယ်ရုတ်နဲ့မြန်မာအရေးကြောင်းဝင်ဖြန့်ပြမှုတွေဟာစေယနာရှင်စနစ်တဆူးရှိအောင်မဖြစ်စေသင့်ဘူးလို့ထင်ပါတယ်ကျွန်တော်တို့မျိုးသားညီညွတ်ရေးအစိုးရဖွဲ့ပေါင်းဝင်တိုင်းဒေသတော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း ရုပ်ရဲ့ကြားဝင်ဖြန့်ပြမှုတွေနဲ့ပတ်သက်ပြီးဖြစ်တင်ဖြစ်ကြတဲ့မူတွေပေါ်မှာအခြေခံဖို့ကျွန်တော်တို့အားလုံးတိုက်တွန်းနှိုးဆော်သင့်တယ်လို့ယူဆပါတယ်လို့ယာယီသမရကရှင်းပြသွားပါတယ်။ပြုံနိုင်ငံဟာ NUG ဆိုရအဖွဲ့ပေါ်မြင်ချုပ်ကိုပြန်လည်တက်မှတ်ပေးရန်လိုအပ်ကြောင်းနဲ့ပြုံနေဖြင့်မြို့သားညွေဆိုရပေါ်မြို့မြို့သောထင်ကြီးများဖြင့်ချီးကပ်ခြင်းမြင်နေသည်မှာကြာပြီဖြစ်ကြောင်းဆိုရအဖွဲ့နေဖြင့်ရင်းချက်ကိုလည်းလေးနဲ့စွာကင်တဲ့ဖြစ်ရှိရန်လိုကြောင်းပြောဆိုထားပါတယ်။ဒီမြင်းကြံတောင်းလာတဲ့ထိုးကြီးသုံးမျိုးပေါင်းပြီးမှမြင်းကြံမျိုးကိုတိုက်မယ်ဆိုတဲ့ဗရက်တီပေါ့နော်ဗရက်တီဒီ ောက်ဆုတ်သွားတယ်ဆိုတဲ့အကြောင်းလေးကိုတင်ပြချင်ပါတယ်ဗျာနော်။ငင်းကြံတောင်းတာကြားရှိနမ်းမြတောင်းကြပါတဲ့ငါးရက်တိုင်တိုင်တိုက်ပွဲဖြစ်တော့ဒီဒီပီဒီအကြမ်းဖက်အဖွဲ့မှာရန်သူပေါင်း5ယောက်ပြီးစုံပြီး60ဦးတန်ရရှိတယ်။ရန်သူများမှာဟိုပါနော်ဒီဒိုင်းရထိကြိုက်တွေများပြီးမှနောက်နောက်ဆုတ်စီပြရတယ်ပေါ့နော်။ပထမဆုံးမှာတော့ဒီဒါအဲ့ခုဒီငင်းကြံတောင်းတာနထိုးကြီးတုံးဘက်ဒီငင်းကြံမျိုးကိုတိုက်ဖို့ပါတော့ပါနော်။အဲ့မှာတို့ဒီငင်းကြံဒီအဖွဲ့ဒီ26ရက်လေးလပဲ2025မှာစ၍ရန်သူဘက်ကဒုံးကျဘုံအလုံးရဲ့ဒုံးနေတဲ့အလုံးရ ရာချီပြီးမှချတယ်ပေါ့နော်အဲ့မှာတက်မတော့ရာချီမန်းနဲ့မြင်းကြံမြင်းကြံပြူစိန်များကြီးစီလုံးမှုကြောင့်မိဘမိမိရဲ့ဘက်မှာအထိခိုက်ခံရရမှုအခုမှမရှိကြောင်းကိုလည်းဒါခိုင်လုံးတဲ့တရင်အရာရောဒီဆက်တွေမင်းမြန်းချက်အရာရောသိရှိရပါလိမ့်မယ်နော်ဘုံမဟုတ်ဒရုန်းနေနဲ့ဘုံလုံးတရာကြတာကိုတကောင်းမှမထီဘူးဆိုပြီးတော့ပေါကတော့တော့အားရဝမ်းသာနဲ့ပြောနေပါတယ်တကယ်တော့ဟိုကမထီတာမဟုတ်မသိတော့တာဟောလဲဆိုတော့အသက်မရှိတော့လို့ တော့ဦးသင်းတို့ဒီမြင်းကြံနဲ့ထွေးကြီးတောင်းတာဒီပီရအဖွဲ့များဒီမြင်းကြံနဲ့တောင်းတာကြပါတော့မြင်းကြံနဲ့တောင်းမြင်းကြံမြင်းကြံနဲ့တောင်းတာကြရှိနိုင်မြေတောင်းကြမှာဆိုလို့ရှိရင်ဒါဦးသင်းတို့ဖြစ်နေရဆိုတိပြီဦးသင်းတို့ဆိုလို့ရှိရင်လည်းအဲ့ဒါဟုတ်လားအမကြီးမတို့ကိုဖုံးရေးတဲ့အဲ့လိုတရက်ဖြစ်နေရကြားတဲ့အဲ့တော့တပည့်တော်မှလိုအပ်ခါလေးပေါ့နော်ဖုံးလူပေးပါလားတဲ့ဟုတ်ပြီလို့ဘာလူပေးရမလဲပြောပေါ့နော်ဘာလူပေးရမလဲဆိုတော့တို့ဒါဂျီကာအေးကြီးပေါ့နော်ဂျီကာအေးကြီးတပည့်တော်မှတို့ဒါအဆုံးတရားလောက်လိုချင်တယ်ပေါ့အဆုံးတရားလောက်အောက်ပြရမယ်လို့အဆုံးတရားလူပေးမယ်လို့ဒါအဆုံးတရားမှတိန့်40ကျော်ပဲပေါ့နော်အဲ့ဒါကိုရွှေမုံနယ်ငါနဲ့နှစ်ယောက်တူရှိနေတယ်။အဲ့ဒါရွှေမုံနယ်ငါနဲ့နှစ်ယောက်တူရှိနေတယ်။ ်ပြည်သာယူမွန်နိုင်ငံနဲ့နှစ်ယောက်တူရှိနေတယ်ဒေါ်လာမျိုးတွေအားလုံးပဲအခုတတိထားမိတာတော့မသိပါဘူးဒီအပိုင်းမှာကတော့စစ်ကောင်စီဘက်ကနေပြီးတော့ PDF တွေအလင်းဝင်တာနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုမှဝါရဖြတ်မှုတွေကိုအိမ်တိုးမြင်ဆောင်ရွက်နေရအောင်တွေ့ရပါတယ်သူတို့ကလည်းသူတို့ရဲ့ viewer ခင်းမုံခင်းနေရတော့ရှိပါတယ်ဒါပေမဲ့လည်းသူတို့ရဲ့ viewer တွေကဘောမာတွေရဲ့ viewer တွေလောက်ပဲရှိတယ်အဆင့်လောက်ပဲရှိတယ်ဖြစ်တဲ့အတွက်အများတန်း viewer ခင်းတဲ့နေရာမှာအများတန်း social platform က viewer ခင်းတဲ့နေရာမှာအများတန်းကြာရှုံးနေတဲ့မင်းအောင်နိုင်လို့စစ်ကွေးတိုင်းနဲ့မင်းအောင်နိုင်လို့ထောက်ခံတဲ့စစ်ကွေးတောက်တိုင်းတွေကတော့ အခုချိန်ထိဒီစရာတွေဖြစ်ကိုပဲပြောင်းပြောင်းသွားတာတွေ့ရပါတယ်။တက်ကနေပြီးတော့လင်းပြောင်းဝင်လာတဲ့သူမြောက်ကစကားပြောနေတာဆိုပြီးတော့စစ်ကောင်စီကဝါဒပြန်ထားတဲ့ဗီဒီယိုလေးကိုဒီစက်တပိုင်းပေါ်ပြတဲ့တာဖြစ်ပါတယ်။ဘလောက်ထိကြီးရလဲဆိုတာဒီဗီဒီယိုကိုကြည့်ရတယ်သိရပါမယ်။အဲကနောက်ထပ်တစ်ခုအနေနဲ့ကတော့အင်အား9000ညောင်ရှိပါတယ်ဆိုပြီးတော့စစ်တပ်ကြီးကိုထောက်ခံလို့တော့ PDF တွေကထွက်ပြီးတော့စစ်တပ်ကြီးတွေကိုတွားရောက်ပြီးတော့လင်းဝင်တဲ့ကောင်တွေကမျက်နှာတော့မပြရဲပဲနဲ့အခြေအနေကိုပေါ်ပြထားတာလည်းတွေ့ရပါတယ်။ဘာလို့လဲဆိုတော့မဟုတ်ပြုတ်ပြီးပြောနေတာကိုဘုတ်ဒုက္ခမျက်နှာတွေနဲ့ဆိုရင်ချင်းခံပါတယ်သူတို့ကြောက်နေပါတယ်။ကောင်ကြီးချင်းအဖြစ်ဘောမာတွေခင်ဗျာမှာဝါဒကလည်းဖြန့်နေတယ်။တောက်ကလည်းကြောက်တယ် ောက်တရားတွေဘယ်လောက်လွတ်မှုနေလဲဆိုတာဘုံမာတွေကိုယ်တိုင်မသိပါဘူးတဲထဲကိုဘလူးရောက်တော့အာငါပီဂျေထဲကိုကွာငါတင်ငယ်ချင်းတယောက်ကအဲ့ကွာအဲ့ပီဂျေထဲမှာရှိရကွာအဲ့နေငါငါလဲသူ့နောက်လိုက်မယ်လို့ပြောယူနီဖောင်းတွေပါရင်နဲ့ကွာတည်မှာအဲ့ငါလည်းဒီကောင်ကိုမြင်ပြီးတော့အားကြပြီးတော့အာဆိုတီမားဆိုပြီးတော့ပြောတော့လိုက်မယ်ဆိုပြီးတော့ငါဒီစကိုင်းဘက်ကိုအရင်သွားတယ်ကွာစကိုင်းဘက်ကနေမှငါအဲ့မင်းတို့တင်တဲ့လူစုဆောင်ကြီးကိုရောက်တယ်ကွာလူစုဆောင်ကြီးရောက်တယ်ကွာလူစုဆောင်ကြီးရောက်ပြီးတော့လူစုဆောင်ကြီးမှာကွာ မင်းကိုနက်နက်ပဲကြွေးတယ်ကွာသမင်းနက်နက်သမင်းနက်နက်ကိုမှရေလုံးပြုတ်သေးကြီးပဲငါပြောပြနေရငါပြောပြနေလက်ရှိကြာရင်ရှိမှာမို့တော့အဲ့ဒီဘာမှမရှိတော့ကွာအမ်အားနဲ့မင်းတို့နဲ့တူတင်နေတဲ့တယ်ကွာတင်နေရောက်တော့လေဒီလူခေါ်တာနာဆက်တော်မှပိုဆိုးသေးတယ်သူကသမင်းစားတော်မှအချိန်နဲ့ကြွေးတယ်ကွာ5စက္ကန့်တော်မှတကယ်အလွန်သုံးမဲ့ကွာ5စက္ကန့်ဆိုတာ5စက္ကန့်5စက္ကန့်နဲ့သမင်းကြွေးတာကွာသမင်းလေးတလုတ်တော်မှเออมิรุวาระဖြတ်နေတယ်ကျုံဖြန်5စက္ကန့်နဲ့ထမင်းကျွေးရတယ်ကွာမင်းတို့ဘောမတွေအုံတော့မရှိဘူးလို့ပြောရလဲမကြိုက်ဘူး တကယ်ဦးမင်းတို့ကောင်တွေကအုံတော့မရှိတာအုံတော့မရှိလို့လဲမင်းတို့စစ်ခွေးမင်းအောင်လိုင်းကိုထောက်ခံနေတာထူးတော့မထူးစမ်းပါဘူးတလုံးတော့ပဲတလုံးတော့မဝင်လိုက်ဘူးကွာမျိုးတော့မချလိုက်ရဘူးသွန်ပြစ်လိုက်ရတာအဲအဲ့လိုစားတဲ့ဒုက္ခတွေရှိခဲ့တယ်ကွာပြီးကြတော့အာသူကျဲတထုပ်ကိုကအဲ၄ရောက်မြစားရတာတို့၃ရောက်မြစားရတာတို့အသားရင်ကျွေးရင်နေသူအုံမင်ဆိုင်အုံမင်ဆိုင်ခံရတာများတာဒုက္ခပေးရပါဒုက္ခပေးအသားရင်ကျွေးမဲ့နေဆိုအကြောက်ဆုံးပဲဘာရှိရောအသားရင်စားတဲ့ခါရောက်ရင်တော်ပြီကို ဒုက္ခရောက်ပြီခန္ဓာကိုယ်ကတော့သွားပြီဒီတင်းတန်းကွင်းမှာကွာငါဒီဝမ်းနေသွားပြီကွာသူဝမ်းနေသွားတော့ဟုတ်တယ်ဟင်းစေကန်စေကန်သွားပြရတာကွာလူတွေကအရှိကြီးပဲလူတိုင်းအရှိကြီးငါနောက်ဆုံးအတန်းရတာကွာစောင့်နေကွာဒီလူတွေစေကန်ပြပြရဲ့ဒီငါလည်းရောက်လာငါလည်းရောက်လာငါစေကန်သွားပြရတော့ဆရာဘာဖြစ်တာလဲပေါ့ကွာဒီဒီမတ်တစ်ပေါ့ကွာသူတို့ဒီစေစေကန်စေကုပေးရဲ့ဆရာအာငါငါညီလေးဘာဖြစ်တာလဲဆိုတော့ကျွန်တော်သွေးဝမ်းသွားနေရလို့ဝမ်းသွားရင်သွေးပါနေရလို့ပြောတော့အားတယ်စေးမရှိဘူးတဲ့စေးကုန်နေရဲ့ အာရင်းမြမြတောက်ပြီးအိတ်နေတယ်အဲ့လိုကြီးပြောပါမင်းဘာမှလည်းလုံးမပေးဘူးကွာမင်းအဲ့နဲ့နောက်တစ်ခေါက်ကြတော့ကွာနောက်တစ်ပတ်လောက်တစ်ပတ်လောက်ကြတော့ထပ်ပြီးစေကန်းသွားပြပြန်အောင်စေကန်းသွားပြရတော့အာကျွန်တော်သွေးဝမ်းတော့တာပူဆိုးလာပြီပေါ့အာရင်းမြမြတောက်အိတ်လို့အဆင်မပြေတော့ဘူးပေါ့အဲ့နဲ့ကွာဘာအပါစီစမော်လေးတစ်လုံးပဲပေးပြီးတော့ဝမ်းသွားတာကွာဘလို့မှအဆင်မပြေဘူးကွာတည်မအာငါအိုက်ကလေးကဒီစိတ်ညစ်တယ်ကွာတည်မလားကျမ်းမကြီးတို့သူတို့ဘာလို့ဂီးမဆိုင်တာလဲပေါ့ကွာအဲ့လိုမျိုးငါအဲ့တင်တဲ့ကွင်းမှာစိတ်ညစ်ခဲ့တယ်ကွာပြီးကြတော့ကွာရှေးတန်းရောက်တယ်ကွာ ရှေ့တန်းရောက်သွားတော့ငါတို့ဘာကြီးတိလာလဲဆိုတော့ရှေ့ရရဲဘော်တွေကြတော့ကွာတင်မအသက်ပေးပြီးတက်ရတယ်ကွာอืมနောက်ကနေပြီးသူတို့ကွန်မန်ဒါပေးနေတဲ့လူကကြဒီမြေရောက်ခန်းတွေကနေကွာတင်မစက်တလုံးကင်ပြီးတော့ကွန်မန်ဒါပေးနေရကွာအဲ့လိုမျိုးကတော့ဘာလို့မစူပြောပြောတတ်တယ်ကွာတင်မဟာတိုက်တိုက်တိုက်ဆိုပြီးတော့သူတို့ပြီးကွန်မန်ဒါမင်းတို့ကတော့မင်းတို့ဘက်ကစောင်းမြပြောနေတာထင်ရတယ်ချက်ချောက်ချက်ပါဘောတူညီရက်ကိုစစ်ကောင်စီဘက်ကလက်ခံမယ်ဆိုရင်တွင်းနေမယ်ဆိုပြီးတော့အန်ယူဂျီဆိုရကနေပြီးတော့ထုတ်ပြန်လိုက်ပါတယ် လုပ်ပြင်ချက်နဲ့ပတ်သက်ပြီးတော့ဆရာကိုသိမ့်မြတ်ကဘယ်လိုမျိုးထောက်ပြဝေပြန်အောင်မလဲဆိုတာကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ပြရသေးတဲ့တော်လန်မျိုးတွေအားလုံးကျွန်တော်တို့အားပေးတော်ရရပါတယ်။အာသာပြီးတော့တချို့အချိန်တွေမှာလက်နက်ကင်တော်လန်ရေးအတွေးခေါ်ကအာသာတတ်ပါတယ်။ဒါပေမဲ့ဆွေးနွေးရေးအတွေးခေါ်ကအာသာနေချိန်မှာလည်းလက်နက်ကင်တော်လန်ရေးကိုပဲယုံကြည်တဲ့သူတွေကပျောက်ကွယ်မသွားပါဘူး။လက်နက်ကင်တော်လန်ရေးအတွေးခေါ်အာသာနေချိန်မှာလည်းဆွေးနွေးရေးသမားတွေဟာပျောက်ကွယ်မသွားပါဘူး။အခုကာလဟာလက်နက်ကင်တော်လန်ရေးအတွေးခေါ်ကအာသာ နေတဲ့အချိန်အသာစီးရနေတဲ့အချိန်မှာဒါပေမဲ့ဆွေးနွေးရေးလမ်းကြောင်းပေါ်ကိုဆွတ်တင်မှုစ조사နေကြတဲ့သူတွေဟာအခွင့်အာဏာတိုင်းခေါင်းပြူထွက်လာနေကြပါတယ်စစ်ကောင်စီဟာ NUGPDF နဲ့ဆွေးနွေးရေးမလုပ်နိုင်ဘူးလို့တခြားလုံးခါခါတီးတီးညင်းနေပါတယ်အခုဒီနေ့ထက်မှတော့နည်းနည်းလေးလေးတန်းပြောင်းလာပါတယ်မစိုးစလောက်လေးပဲပြောင်းလာပါဘူးချုပ်စုံမင်းထွန်းအဂျယ်စီရာနဲ့အင်တာဗျူးမှာ PDF ကိုတော့ဆွေးနွေးမယ် NUG ကိုတော့ terrorist တွေမို့လို့မဆွေးနွေးနိုင်ဘူးဆိုပြီးတော့ခွဲပြောသွားပါတယ် အဲ့ဒါကိုတန်ရောင်လိုက်ပြီးတော့ဘူချုပ်ရာပြည့်ကလည်းတိုင်းရင်းသားအပြည့်အဝနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာအလားတူပြောသွားပါတယ်။ PDF နဲ့ NUG ကိုခွဲပြောနေရဲဆိုတာတနည်းအားဖြင့်ပြောရရင်တော့မဆွေးနွေးနိုင်ဘူးလို့ပြောနေတာပါပဲ။တကယ်တော့ PDF ကစစ်ကောင်စီပေါ်မှာပုံပြီးတော့တောင်းမှစိတ်တဲ့အရာပြတ်သားပါသေးတယ်။ဆွေးနွေးရေးဆိုတဲ့စကားကိုလုံးဝမကြားကျင်ဘူးဆိုတဲ့သူတွေကကြားပါပဲ PDF လူငယ်တွေပါ။ NUG ကဆွေးနွေးရေးဆိုတဲ့စကားကို ပြောပါသေးတယ်။ NUG ရဲ့ဆွေးနွေးရေးစီကံကဘုံသဘောထားယက်တီချက် 6ချက်ပါပဲအဲ့ဒီ6ချက်ကိုလက်ခံမှဆွေးနွေးမယ်လို့ပြောပါတယ်အဲ့ဒါလို့6ချက်ရရင်ဆွေးနွေးမယ်လို့ပြောတာကိုတောင်းတော်လိုင်းသမားလူငယ်အများပြားကလက်မခံနိုင်ကြပဲဆဲဆိုတာတွေဝေဖန်တာတွေလောက်ကြပါတယ်တချို့ကညင်ညင်တတဆက်ကြပါတယ်တချို့ကပြင်းပြင်းထန်ထန်ဆဲဆိုကြပါတယ်တကယ်တော့ဘုံသဘောထား6ချက်ရရင်ဆွေးနွေးမယ်ဆိုတာကလည်းဆွေးနွေးရေးကိုတနည်းအားဖြင့်ညှဉ်းဆန်တလောက်နီးနီးပါပဲဘာကြောင့်လဲဆိုတော့ဘုံသဘောထား6ချက်ကိုစစ်ကောင်စီကဘယ်တော့မှလက်ခံမှာမဟုတ်လို့ပါ ်ဒီတော့ဘုံတဘွားသား6ချက်ရရင်ဆွနေမယ်လို့ပြောတာနဲ့တွေးကြွေးမှာဆွနေစရာမရှိဆိုတာဟာအလွန်ကြီးမကွာဘူးလို့မြင်တဲ့သူတချို့လည်းရှိပါတယ်ယက်တီချက်ပြတ်သားမှုအရာမှာတော့တော်တော်ကြီးကိုကွာနေတယ်လို့မြင်သူတွေလည်းရှိပါတယ်ကဲဒီတော့ဘလောက်ကွာနေတယ်လဲဘလောက်ကွာနေတယ်လဲဆိုတာကိုကျွန်တော်တို့ဆန်းစစ်ကြည့်ကြအောင်ပါအန်ဂျီကပြောတဲ့ဘုံတဘွားသားယက်တီချက်6ချက်ကဘာတွေလဲဆိုတော့ပထမအချက်ကစစ်တပ်အာဏာသိမ်းထားတာကိုဖယ်ရှားပြီးอืม မြန်မာစစ်တပ်နိုင်ငံရေးတွင်ပါဝင်နေခြင်းအားအဆုံးသက်ရန်လို့ဆိုထားပါတယ်။ဒီအချက်ထဲမှာတဲ့အပိုင်းကနှစ်ပိုင်းပါနေပါတယ်။ပထမတစ်ပိုင်းကစစ်တပ်အာဏာသိမ်းထားတာကိုဖယ်ရှားရမယ်ဆိုတော့စွန့်နေဝဲမလုတ်ခင်မှာစစ်တပ်အာဏာသိမ်းတာကိုအရင်ဖယ်ရမယ်ဆိုတဲ့သဘောဖြစ်နေပါတယ်။ဒါမှမဟုတ်စွန့်နေဝဲပြီးတဲ့အခါမှာစစ်တပ်အာဏာသိမ်းတာကိုဖျက်ဖို့သဘောတူရမယ်လို့ပြောတာပဲလားဆိုတာသိတော့မရှိမှောက်ဘူး။ဒီလိုမူဝါဒနဲ့ပတ်သက်ပြီးတော့ရေးတဲ့အခါမှာဒွိဟာဖြစ်เสียမကြံအောင် ပြတ်သားရှင်းလင်းနေသင့်ပါတယ်။ကဲထားပါတော့ စစ်တပ်အာဏာသိမ်းတာကိုဖယ်ရမယ်ဆိုတဲ့စကားကတော်တော်လေးနဲ့ပါတယ်စစ်တပ်အာဏာသိမ်းတာကိုဖယ်ရမယ်ဆိုရင်စစ်ကောင်စီကိုချက်ချင်းဖျက်ရမယ်အစိုးရအသစ်တရက်ချက်ချင်းအစားထိုးဖို့လိုပါလိမ့်မယ်အဲ့ဒီအစိုးရအသစ်တရက်ဆိုတာ2021မှာအာဏာသိမ်းခံလိုက်ရတဲ့ NLD အစိုးရဖြစ်ခြင်းဖြစ်မယ် NUG ဖြစ်ခြင်းဖြစ်မယ်ဒါမှမဟုတ်ဂျားပြတ်ယာယီအစိုးရတရက်ဖြစ်ခြင်းဖြစ်ပါမယ်အဲ့ဒီအစ်စ်မှာပဲဆွေးနွေးရေးလမ်းကြောင်းကပိတ်သွားပြီထင်ပါတယ်စစ်ကောင်စီကဘလို့မှသဘောတူမှာမဟုတ်ပါဘူး ဒီပထမအချက်ရဲ့ပထမတဝက်မှာပဲပွဲကပြက်သွားပြီလို့ဆိုရမယ်ထင်ပါတယ်ပထမအချက်ရဲ့ဒုတိယတစ်ပိုင်းမှာဆိုထားတာကတော့စစ်တပ်နိုင်ငံရေးတွင်ပါဝင်နေခြင်းအားအဆုံးသတ်ရန်လို့ဆိုထားပါတယ်လွှတ်တော်ထဲမှာစစ်သားတမတ်သားကဘယ်သူမှအရွေးကောက်မခံရဘဲနဲ့ဘယ်သူမှသူတို့ကိုရွေးကောက်မထားဘဲနဲ့လာပြီးတော့အခန့်သားထိုင်နေတာမျိုးကိုအဆုံးသတ်ပေးရမယ်လို့ဆိုလိုတာဖြစ်ပေါ်ရပါတယ် ဒုတိယချက်ကတော့လက်နက်ကင်တပ်ဖွဲ့အားလုံးအယက်သားအစိုးရလက်အောက်မှာရှိရမယ်လို့ဆိုထားပါတယ်။ဒါကလည်း2008အခြေခံဥပဒေရေးဆွဲပြီးတော့စစ်တပ်ကအကာအကွယ်ယူထားတဲ့အချက်ကိုဆိုလိုတာပါ။ပြည်ထောင်စုဝန်ကြီးဌာနကာကွယ်ရေးဝန်ကြီးဌာနနဲ့ရဲစဲရေးဝန်ကြီးဌာနတွေကိုလည်းအယက်သားအစိုးရလက်အောက်မှာထားရမယ်။ရသားအစိုးရကအမိန့်ပေးလို့ရှိရင်ပြည်ထောင်စုဝန်ကြီးကာကွယ်ရေးဝန်ကြီးနေဆိုင်ရာဝန်ကြီးအစရှိတဲ့သူတွေအားလုံးကအမိန့်နာခံမယ်လို့ပြောတာပါပဲ ဒါရင်တော့မကသေးပါဘူးလက်နက်ကင်တက်ဖွဲ့အားလုံးလို့ဆိုထားတဲ့အတွက်ကာကွယ်ရေးဦးစီးချုပ်ကလည်းရပ်သားအစိုးရရဲ့တပရကအမိန်ပေးတာကိုနားခံရမယ်လို့ဆိုလိုတာဖြစ်ပါတယ်တတိယအချက်က2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအပြည့်ပိုင်ဖျက်သိမ်းရမယ်စတုထအချက်က Federal Democracy ဖွဲ့စည်းပုံအခြေခံဥပဒေတွေကိုရေးဆွဲရမယ်ပြစ်စမအချက်ကအဲ့ဒီ Federal ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ Federal ပြည်ထောင်စုအသစ်ကိုတိစောက်ရမယ်စတုထမအချက်ကတော့စစ်ပွဲအတွင်းလုပ်ခဲ့တဲ့ မတရားမှုတွေကိုအေးအေးယူရမယ်ဆိုတဲ့အချက်တွေပါပဲအချက်6ချက်ဖော်ပြထားပြီမြတ်၃ချက်လောက်နဲ့အကျင့်ပြချက်လို့ရပါတယ်ပထမချက်ကစစ်တပ်အာဏာသိမ်းတာကိုဆွံ့လွှတ်ရမယ်ဒုတိယချက်က2008အခြေခံဥပဒေနဲ့တကွ2008အခြေခံဥပဒေမှာ ဖော်ပြပြီးအသာစီးယူထားတဲ့စစ်တပ်ရဲ့နိုင်ငံရေးအခွင့်အာဏာတွေကိုပယ်ဖျက်ပေးရမယ်ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းတည်ထောင်ရမယ်နောက်တတိယချက်ကတော့စစ်ပွဲအတွင်းမှာ လုပ်ခဲ့တဲ့အရာစုံးမှုတွေကိုအေးအေးယူရမယ်ဆိုတဲ့အချက်တွေပါ ဒီထက်မှာပါတဲ့အချက်6ချက်စလုံးကိုကျန်တဲ့ဒေါ်လာရေးသမားတွေကလည်းသဘောတူကြပါတယ်။ဒါဆိုလို့ရှိရင်အဲ့ဒီ6ချက်ရရင်ဆွေးနွေးမယ်လို့ပြောတာကိုဘာလို့မကြည်မနဲ့ဆဲဆိုနေကြတာပါလဲ။ဒေါ်လာရေးသမားလူငယ်တွေလိုလားတဲ့အချက်တွေ ਨੇ ဘာတွေကွာနေပါသလဲ။ဟွန်းအဓိကကတော့အချက်တစ်ချက်ကွာနေတာပါ။အဲ့ဒီတစ်ချက်ကတော့စစ်တပ်ကိုလုံးဝအပြီးပိုင်ဖျက်သိမ်းပစ်ဖို့သို့မဟုတ်စစ်တပ်ကိုလွှမ်းမိုးချေလည်နေတဲ့ထိတ်သီးစစ်အာဏာရှင်တွေကိုဖယ်ရှားတော်လိုင်းတက်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ တမတော်အစ်စ်ပြင်ဆင်ဖွဲ့စည်းဖို့ဆိုတဲ့အချက်ပါစွန့်ရဲကိုလက်မခံနိုင်မှုဆရာနာရှင်စနစ်ကိုနောက်ခါဘယ်တော့မှပြန်ပေါ်မလာအောင်အမိကနေတုတ်တင်ဖျက်ရှားပစ်မယ်လို့ပြောနေတဲ့လူငယ်တွေလိုလားတဲ့အဓိကအချက်ကအဲ့ဒီအချက်ပါပဲ NUG ထက်မှပြောတဲ့ဘုံသဘောထားယက်တီချက်6ချက်အကုန်လုံးရရင်တောင်မှဆရာနာရှင်စနစ်ဘယ်တော့မှပြန်လဲမပေါ်ပေါက်ရေးအမြင့်ပြည့်ရေးဆိုတာကမတည်ကြသေးပါဘူးအထက်မှာ NUG ပြောတဲ့အချက်6ချက်ရဲ့အဓိကအားနည်းချက်က အဲ့ဒါပါဆရာနာရှင်စနစ်အမြင့်ပြရင်မပါဘဲနဲ့ကြံနေပါတယ်လိုအပ်နေပါတယ်စစ်တပ်ကနိုင်ငံရေးမှာဝင်ပပါတော့ပါဘူးလို့ဂရီးပေးမယ်ဆိုတော့ဟုတ်ပါပြီအဲ့ဒါသိကောင်းပါတယ်လွတ်တော်ထဲမှာလဲစစ်သားတမတ်သားလာမထိုင်တော့ဘူးဒါလည်းကောင်းတာပါပဲကာကွယ်ရေးပြည်ထောင်ရေးနယ်စပ်ရေးရာဝန်ကြီးဌာနတွေလဲသမရလက်အောက်ရောက်သွားပြီဆိုတော့ဒါကိုသဘောတူလိုက်ပြီဆိုတော့တော်တော်ကောင်းသွားပါပြီ 2008အခြေခံဥပဒေကိုလည်းဖျက်သိမ်းမယ်ဖက်ဒရယ်အခြေခံဥပဒေတွေလည်းပေါ်ပေါက်လာမယ်ဆိုလို့ရှိရင်အားလုံးကောင်းသလောက်ဖြစ်သွားပြီလို့ထင်စရာရှိပါတယ်ဘုံသဘောထားယက်တီချက်6ချက်ဟာအားလုံးပြည့်စုံနေပြီလို့ထင်စရာရှိပါတယ်ဒါပေမဲ့ခက်တာကဘုံမင်းအွန်လိုင်းတို့စစ်အာဏာရှင်တွေကြိုးကင်ချေလှယ်နေတဲ့အာဏာရှင်စစ်တပ်ကြီးကတော့နေမြဲအတိုင်းပဲကြံနေပါတယ်အဲ့ဒါဟာအားနေချက်ပါ လူငယ်တွေလက်မခံနိုင်ကြတာဟာအဲ့ဒီအချက်ပါပဲအင်းအဲ့ဒီ အာနာရှင်စစ်တပ်ကြီးကသမရရဲ့လက်အောက်မှာရှိမှလေသမရအမိန်ပေးတာကိုနားခံမှလေအဲ့ဒါကိုသဘောတူထားပြီးသားအဲ့ဒါဆိုလို့ရှိရင်မလုံလောက်ဘူးလားလို့မေးချင်မေးကြပါလိမ့်မယ်မလုံလောက်ပါဘူးဘလောက်ပဲသဘောတူတယ်ပြောပြောအာနာရှင်စစ်တပ်ကြီးရှိနေသမျှဘယ်တော့မှစိတ်မချရပါဘူးဘလောက်ပဲဂရိတွေပေးထားတာဘလို့ပဲဥပဒေတွေပြဋ္ဌာန်းထားတာအာနာသိချင်လို့ရှိရင်ထသိမ့်တဲ့အာနာရှင်စစ်တပ်ကြီးရှိနေသေးတယ်ဆိုလို့ရှိရင်စိတ်မချရပါဘူး အာနာရှင်တွေကိုကြိုးကင်တဲ့အာနာရှင်စစ်တပ်ကြီးရှိနေသေးသမျှမှာအာနာရှင်စနစ်ကျန်နေသေးတာပါပဲဆော့ဆော့ဟာ၆ချက်ကိုသဘောတူထားရင်တောင်မှအာနာရှင်စနစ်ဟာခိတခဏငုတ်ရှိုးနေတာသာ ဖြစ်ပါလိမ့်မယ်အချိန်မီွေးပြန်ပေါ်နိုင်ပါသေးတယ်ဆက်အာနာရှင်စနစ်အမြင့်ပြတ်ရေးအတွက်အချက်၃ချက်မဖြစ်မနေလိုအပ်ပါတယ်ပထမအချက်က2008အခြေခံဥပဒေအပြည့်ပိုင်ဖြစ်သေးရဒုတိယအချက်ကစစ်အာဏာရှင်တွေကြိုးကင်ထားတဲ့စစ်တပ်ကိုဖြစ်သေးရင် တတရချက်ကဥပိုင် MEC ဆရာနာရှင်မိသားစုတွေပိုင်တဲ့တင်ဇာတာ24ရင်းနဲ့တွင်းကုံထုတ်ကုံကုမ္ပဏီတွေခရိုနီတွေပိုင်တဲ့တင်ဇာတာ24ရင်းနဲ့တွင်းကုံထုတ်ကုံကုမ္ပဏီတွေအားလုံးကိုဖျက်သိမ်းရဖြစ်ပါတယ်ပထမအချက်ဖြစ်တဲ့2008အခြေခံဥပဒေကိုဖျက်သိမ်းနိုင်ရင်ဆရာနာရှင်စနစ်ဟာအာဏာပြောင်းညံသွားရုံလဲပတ်နိုင်စွမ်းယာယီကင်းမဲ့သွားရုံမှာရှိပါတယ်ဒုတိယအချက်ဖြစ်တဲ့ဆရာနာရှင်တွေကြိုးကင်ထားတဲ့စစ်တပ်ကိုဖျက်သိမ်းရေးကသာအရေးကြီးဆုံးအချက်ပါ တတိယအချက်ဖြစ်တဲ့စစ်အာဏာရှင်စနစ်ကိုထောက်ပံ့နေတဲ့ဗန္နာအရင်းမြစ်တွေကိုတုတ်တင်ရှင်းလင်းရေးဟာလည်းအရေးကြီးပါတယ်။အဲ့ဒီဗန္နာအရင်းမြစ်တွေကြံနေသေးရင်စစ်အာဏာရှင်စနစ်ဟာတစ်ချိန်မှာတနည်းနည်းနဲ့ပြန်ပြီးတော့ခေါင်းထောင်ထလာနိုင်ပါသေးတယ်။အခု NUG ပြောတဲ့သဘောထား6ချက်ဟာပထမအချက်ဖြစ်တဲ့အခြေခံဥပဒေဖြတ်သိမ်းရေးတစ်ခုကိုလာပြက်ပြက်သားသားတောင်းဆိုထားတဲ့အတွက်စစ်အာဏာရှင်စနစ်အာဏာပြောင်းညံ့သွားရောင်သာရှိပါလိမ့်မယ်။အရေးကြီးဆုံးဖြစ်တဲ့ဒုတိယအချက်ကိုခြံလက်ခွင့်ပြုပေးထားတဲ့အတွက် စစ်အာဏာရှင်စနစ်ဆက်လက်ရှင်သန်နေပါဦးမယ်။အဲဒါကြောင့် NUG ပြောတဲ့သဘောထားယက်တီချက်6ချက်ဟာမပြည့်စုံ မလုံလောက်ပါဘူး။အဲဒါကြောင့်လဲအဲ့ဒီ6ချက်ရရင်ဆွနေမယ်လို့ပြောနေတာကိုလူငယ်တော်လိုင်းရေးသမားတွေကမခံမရနိုင်ဖြစ်နေကြတာပါ။ NUG ပြောတဲ့အချက်6ချက်ဟာတော်တော်ကောင်းပါလေ။အဲ့ဒီထဲမှာလက်မခံနိုင်ကြတဲ့အချက်မပါပါဘူး။အားလုံးကိုလက်ခံနိုင်ကြပါလေ။ဒါပေမဲ့အရေးကြီးဆုံးအချက်တစ်ချက်လိုအပ်နေတဲ့အတွက်မပြည့်စုံပါဘူး။ အကြီးအကျယ်မပြည့်စုံပဲဖြစ်နေပါတယ်အကြီးအကျယ်လစ်ဟာလိုအပ်နေတယ်လို့ဆိုရမှာဖြစ်ပါတယ်ခင်ဗျ